တရားထုတ်တယ်ဆိုတာဒီခန္ဓာကြီးရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိအောင်လို့အထောက်ရတာလို့အားလုံးနားလည်ထားကြပြီသားဒီခန္ဓာကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်စူးစမ်းအထောက်တဲ့နေရာမှာဒီအစာဟာရကိုစားရတော့ကြတာနဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်စူးစမ်းကြရမယ်အစာဟာရဆိုတာဒီခန္ဓာကြီးဆက်လက်ယက်တည်နေဖို့အတွက်အာကြီးတဲ့အထောက်ပံ့တွေနဲ့ကျေစုပြုနေတာ အစာအာဟာရဆိုတာခန္ဓာကိုယ်ကြီးရဲ့အစိပ်ပိုင်းတစ်ခုပဲဒါကြောင့်ဒီအစာတောက်နဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တိုင်းသိအောင်ကြိုးစားကြရမယ်ကြိုးစားတဲ့နေရာမှာလဲနည်းမျိုးစုံနဲ့အမှန်သိအောင်ကြိုးစားရမယ်အစာအာဟာရကိုသုံးဆောင်ကြရတဲ့ဆိုတာခန္ဓာကိုယ်ကြီးဆက်လက်ရှင်သန်နေဖို့အတွက်ဒီခန္ဓာကိုယ်ကြီးတဲ့ကိုအာဟာရဓာတ်တွေထည့်ပေးနေတဲ့သဘောပါပဲ။ ဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ကံစိဥဒုအဟာရဆိုတဲ့အကြောင်းတရားတွေကထောက်ပံ့ပေးထားတာပါကံရဲ့စိတ်ရဲ့ဥဒုရဲ့အဟာရရဲ့ဆိုတဲ့အကြောင်းတရားကြီး၄ပါးအဲ့ဒီအကြောင်းတရားကြီး၄ပါးထဲကအဟာရဆိုတဲ့အကြောင်းတရားဟာလည်းပဲခန္ဓာကိုယ်ကြီးရှင်သန်ရေးအတွက်အလွန်အရေးကြီးတဲ့အခန်းကဏ္ဍကနေထောက်ပံ့ပေးနေရတယ်စားတောက်လိုက်တဲ့အစာအစာတွေရေးတွေအဲ့ဒီအစာအာဟာရတွေထဲကအာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကြီးကစုပ်ယူထားလိုက်ပြီးတော့ မလိုအပ်တာတွေကိုအငြိအကျေးဖြစ်ပြန်လဲဆွတ်ထုတ်ပြရတယ်။ဇာရအတိတ်တွေထည့်လိုက်လိုအပ်တာတွေကိုရှုပ်ယူလိုက်မလိုအပ်တာတွေကိုဆွတ်ထုတ်လိုက်နေဒီအတိုင်းပဲလေပတ်နေဒီခန္ဓာကိုယ်ကြီးဟာအာရတ်ကိုမရရင်မရှင်းသန်းနိုင်ဘူး။ဒါကိုအလုံးနားလည်ထားကြပြီသား။ကိုနားလည်ထားတဲ့အဲ့ဒီအမှန်တရားကိုသတိရဖို့လိုတယ်။စဉ်းစားဖို့ဆင်ခြင်ဖို့လိုတယ်။ဒါကြောင့်ဒီခန္ဓာကိုယ်ဆိုတဲ့ စကြီဆက်လက်ပြီးတော့လက်ပတ်နိုင်ဖို့အတွက်အာရဒတ်ဆိုတဲ့ဓာတ်စီတွေကိုနေရာတိုင်းထည့်ပေးနေရကာရဒီပုံမှန်မောင်းနေနေနိုင်ဖို့အတွက်ဓာတ်စီတို့ဒီဇယ်တို့ကိုထည့်ပေးနေရသလိုပါပဲဘောခီလန်းပုံမှန်ဒီခန္ဓာဆိုတဲ့ကာကြီးပုံမှန်မောင်းနေနေနိုင်ဖို့အတွက်အာရဒတ်စီတွေကိုနေရာတိုင်းထည့်ပေးနေရစီမီတောက်ကလေးပုံမှန်တောက်နေဖို့အတွက် စီမီခွက်ထဲကိုရှိတွေထည့်ပေးနေရတာနဲ့လည်းလွန်တူပါတယ်ဒီရှင်သန်မှုဆိုတဲ့မိတော့ကလေးပုံမှန်တောက်နေနိုင်အောင်ဒီခန္ဓာကိုယ်ကြီးတွေကိုအစာအာဟာရတွေထည့်ထည့်ပေးနေရတယ်ဒီနေ့ကိုနှစ်ခါသုံးခါလောက်ထည့်ထည့်ပေးနေရတယ်အစာအာဟာရကိုဝါမြူနေရတယ်ဆိုတဲ့ဒီလုပ်ငန်းကြီးဟာရှင်သန်မှုအတွက်မဖြစ်မနေလုပ်နေရတဲ့အလုပ်ကြီးတစ်ခုပဲအလွန်ကြီးမားတဲ့တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်ဒီအစာအာဟာရကိုစမြူနေရတဲ့ ဒီလုံငန်းရဲ့ကြီးကျယ်ပုံကိုအသေးချာစဉ်းစားကြည့်တဲ့အစာအာဟာရအတွက်ရှားကြဖို့ကြရတယ်။ပြင်ပပန်းပန်းစူးစမ်းပြီးတော့လှုပ်ကြကန်းကြရတယ်။အဲ့လိုရှားလို့ဖွေလို့ရလာပြီဆိုတော့လည်းပဲချက်ကြပြုတ်ကြရတယ်ပြင်ကြဆင်ကြရတယ်။ပြီးတော့စားကြတောက်ကြဝါကြမျိုးကြရတယ်။သမုဒ္ဒရာဝန်တထွားတဲ့ဘယ်တော့မှပြည်နိုင်တယ်ဆိုတာလည်းမရှိဘူး။ဒီတာဝန်ကိုပြင်ပပန်းပန်းကိုထမ်းဆောင်နေကြရတာ။တာဟာစင်ခန်းနေတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ ဒါဟာတာယာထိုက်တဲ့ကိစ္စတခုလည်းမဟုတ်ဒီလုပ်ကိုမလုပ်ရင်မရှင်းတမ်းမှမို့လို့ဒီလုပ်ကိုမလုပ်ရင်တေမာမို့လို့လုပ်နေရတဲ့တေရင်ရှင်ရဲ့အလုပ်ပဲတတဝါတိုင်းတတဝါတိုင်းသူတို့ဘဝရှင်သန်နေထိုင်ဖို့အတွက်အစာအာဟာရကိုဝါမျိုးစားတောက်နေကြရတယ်လူလဲလူလိုက်နတ်လဲနတ်လိုက်တိရိစ္ဆာန်တွေလဲတိရိစ္ဆာန်အလိုက်ဝါမျိုးစားတောက်နေကြရတယ် ိဋ္ဌလောကကိုကြည့်မယ်ဆိုရင်သူတို့ဘဝရှင်သန်မှုအတွက်အစာရကိအစာအာဟာရကိစ္စဟာအလွန်တရာမှခက်ခဲကြံထန်တာကိုတွေ့ရတယ်။ကိုယ်ဘဝရှင်သန်ရစ်တဲ့တခြားတတ္တဝါတွေကိုဖန်ဆီးတက်ဖြတ်ပြီးစားတော့ဝါမျိုးကြရတယ်။သူတို့ဘဝတွေဟာအလွန်မှခက်ခဲတယ်အလွန်မှလည်းပင်ပန်းဆင်းရဲတယ်။ငွေတွေဆိုလို့ရှိရင်သူတို့ရဲ့သားကောင်တွေကိုဝါမျိုးနေတာကိုကြည့်ရတာအလွန်မှခက်ခဲပင်ပန်းတယ်။ဒါပေမဲ့သူတို့ကတော့ လောဘဇောတွေနဲ့တကယ်ကိုမဲ့မဲ့မုံမောဝါမြုံနေကြတာပဲလူသားတွေအစားအသောက်ဝါမြုံမှုတွေကိုလည်းပဲတတိယစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လိမ့်ဆန်နေတဲ့တိတ်ပြီးတော့မထူးလာဘူးလို့ဆိုရမယ်ထူးတယ်ဆိုရင်လည်းအပေါ်ရန်တော့ပဲထူးမယ်လူတွေလည်းပဲစားဖို့တောက်ဖို့အတွက်လိမ့်ဆန်တွေကိုမွေးကြတယ်ကြက်တွေဖွဲတွေဝက်တွေစိတ်တွေနွားတွေငါးတွေဒါတွေကိုမွေးကြတယ် ပြီးရင်ရဲဆက်ဆက်တတ်ကြတယ်စိတ်တန်းကြချက်ပြုတ်ကျော်လို့ပြီးတော့မဲမဲမောမောကိုစားတော့ဝါမြုံနေကြတာပဲပလေးဆန်နေနဲ့ရှင်းလိုက်ရင်အစိမ်းစားတာနဲ့အကျက်စားတာလောက်ပဲကွာကျန်တာတွေကတိတ်မထူးလားဟုတ်ရဲဆက်ဆက်တတ်တာချင်းလည်းမထူးမဲမဲမောမောစားကြတာချင်းလည်းတိတ်မထူးဘူးလေးဆန်တွေကသူတို့ရဲ့လက်သေးခြေသေးအဆွေတွေကိုအသုံးပြုပြီးတော့တတ်မယ် လူတွေကလက်နက်ကြိယာတွေသုံးပြုပြီးတော့တတ်မယ်။ဘာမှသိပ်ပြီးတော့မထူဘူး။ရက်ဆက်တာချင်းလည်းပဲအတူတူပဲ။တိရစ္ဆာန်တွေလည်းပဲမဲမဲမောမောစားကြတယ်။လူတွေလည်းပဲမဲမဲမောမောစားကြတယ်။မဲမဲမောမောစားကြတာချင်းလည်းပဲသိပ်ပြီးတော့ထူလာတယ်လို့မဆိုနိုင်ဘူး။အဲ့ဒီတော့အသိဉာဏ်ရှိတယ်ဆိုလို့ရှိရင်မိမိတို့ရဲ့စားတောက်မှုဟာတိရစ္ဆာန်တွေရဲ့စားတောက်မှုနဲ့ကွဲပြားတဲ့နေ ရဲဆက်ဆက်တတ်တာတွေမပါသင့်ဘူးမဲ့မဲ့မောမောစားတော့တာမျိုးတွေမဖြစ်သင့်ဘူးမြတ်စွာဘုရားကကိုကိုယ်တိုင်တတ်စားဖို့ဆိုတာကိုမပြောနဲ့ကိုစားဖို့များတတ်ထားတာလားလို့မြင်ရင်းကြချင်းယုံမှချင်းရှိတယ်ဆိုရင်တောင်အဲ့ဒီအသားကိုမစားရဘူးလို့ဆုံးမတယ်နောက်ပြီးတော့အစာအာဟာရကိုမဲ့မဲ့မောမောမစားဖို့ကိုလည်းပဲနှီးမျိုးစုံနဲ့ဆုံးပါတယ် ခန္ဓာကိုယ်ရှင်သန်နေဖို့အတွက်မဖြစ်လို့စားရတာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှာဒီခန္ဓာကိုယ်ရှင်သန်နေမှလည်းပဲမိမိကြိုးစီပါသူတို့ဘာကြိုးစီပါကိုဆောင်ရွက်နိုင်မှာဒါကြောင့်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်ဒီအစာအာဟာရကိုမဖြစ်လို့စားကြရတာလို့မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့အစာအာဟာရကိုစားကြရမှာအသိဉာဏ်နဲ့ဆင်မြင်ပြီးတော့ဆင်ခြင်ပြီးတော့စားကြရမှာခုယောဂီတို့ရုပ်ဆုံနေတဲ့ ဣတိဇဝေအမေမေဟုဆိုတဲ့လင်္ကာလေးအဲ့ဒီလင်္ကာလေးကိုရွတ်ဆိုတဲ့အခါမှာလင်္ကာမှာပါတဲ့အဓိပ္ပာယ်ကိုတိတိချာချာစဉ်းစားပြီးတော့ရွတ်ဆိုကြည့်ရည်ရဲ့အလွန်တရာမြင့်မားတာကို တွေ့ရတယ်အလွန်တရာသဘာဝကြပြီးတော့လွန်တရာလေးနဲ့တာကိုလည်းတွေ့ရတယ်ဣတိဇဝေအမေမေကိုမျိုးရမှန်ကြွလှပရည်စင်ပြည့်ဖြိုးခြင်းကမတုံးပါဘူးလေးပြတ်ဆောင်ဤကိုကောင်သည်ရှီအောင်ဒီလေအသက်မြတ်တဲ့ အမောပညာဖရာသာသနာကျင့်တဲ့ဖြာကိုကျင့်မှန်းနေစီဝေဒနာဟောင်းတဲ့မဖြစ်စီရရပိုက်မြက်လေခတ်သိမ့်ပြစ်တို့မဖြစ်လျောင်ချမ်းပြေအောင်ဟုသုံးဆောင်မိဝဲပါတည်းတဲ့ဒီချာလေးတပိုက်ချင်းလေးစဉ်းစားပြီးတော့စူးကြည့်မယ်ဆိုရင် အလွန်လေးနဲ့တာကိုတွေ့ရတယ်ဤသည့်စားဝဲအမဲမဲကိုမျိုးရမှန်ကြွလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးတဲ့ပြောရင်ပါရင်လှခြင်းပါရင်လို့စားတာတောက်တာမဟုတ်ပါဘူးတဲ့ လေးပြတ်သက်ဆောင်ဤကိုကောင်သည်ရှိအောင်ဒီလျက်အသက်မြတ်မှာမဟုတ်ပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်မာနိုင်စီအစာအာဟာရကိုမိဝဲမှတကြီးလေးပါနဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးမြတ်မြတ်တတ်တာရှင်းသားနိုင်မှာဒါမှလည်းမြတ်စွာဘုရားအဆုမတွေကိုကျင့်သုံးနိုင်မှာဒီလိုကောင်းမွန်တဲ့ရွေချက်တွေနဲ့စားတော့ပါတယ်တဲ့ဝေဒနာဟောင်းတဲ့မဖြစ်စေရ။ရပိုင်းမြတ်လေးခတ်သိမ့်ဖြစ်တော့မဖြစ်လျောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မှုရပါသည်တဲ့။ ဆာလောင်တဲ့ဝေဒနာတွေပျောက်ပြင်းပြင်းထန်တဲ့ဝေဒနာအသစ်တွေလည်းမဖြစ်ရအောင်ဣဒိယဘုလေးပါးမှာချမ်းချမ်းသာသာနဲ့မြတ်သောအကျင့်ကိုကျင့်သုံးနိုင်အောင်လို့ဒီအစာဟာရတွေကိုစားတော့တာပါလို့ဒီလိုမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စဉ်းစားဆင်ခြင်ပြီးတော့စားရတာဒီလိုမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားလို့ရှိရင်မဲမောမှုတွေနေသွားမယ်ဏိဒာနာဘကတန်ရုပ်ပါဠိတော်မှာဥဒ္ဒမန္တုပမသုတ်တံဆိုတာရှိတယ် အစာဟာရကို စားတဲ့အခါမှာတူရီသောသားလေးရဲ့အသားကိုစားတယ်လို့သဘောထားရမယ်လို့မြတ်စွာဘုရားဟောတယ်။ရှေးတုန်းကလင်မယားနှစ်ယောက်တူရီသောသားငယ်လေးကိုခြိပိုးပြီးတော့စားနရိခအနှဲငယ်နဲ့ကန္တာရခီကြီးကြီးတစ်ခုကိုတွားရတဲ့လမ်းကူလမှာပဲပါလာခဲ့တဲ့စားနရိခလေးတွေကအကုန်သွားတယ်။အဲ့ဒီတော့လင်မယားနှစ်ယောက်တိုင်ပင်ကြတယ် ငါတို့မှာပါလာတဲ့စာနာရိခါကတော့ကိုမီမကူးမြောက်ရသေးတဲ့ခရီးခဲကလည်းကြံနေသေးတယ်ဒီတော့တို့ရဲ့ဒီတူရီတော်သားလေးကိုတက်ပြီးတော့အသားတော်အသားညင်းလေးတွေပြုတ်ပြီးတော့သားငယ်ရဲ့အသားကိုစားရင်းနဲ့ပဲကြံတဲ့ခီးကိုဆက်သွားကြမယ်တို့သုံးအောင်စလုံးမသေးဘူးနီလန်းကတော့ဒီနေ့ပဲရှိတော့တယ်လို့တိုင်ပင်ပြီးတော့သားငယ်လေးကိုတက်ပြီးတော့အသားတော်အသားညင်းလေးတွေလှုပ်ပြီးတော့ ဒီအလွန်တရာချစ်တဲ့သားရဲ့အသားကိုပဲစားရင်းနဲ့ကျန်တဲ့ခီးခဲကို ဖြတ်ကြတယ်။သားငယ်ရဲ့အသားကိုစားတိုင်းစားတိုင်းလေးပဲတို့ရဲ့သားလေးပဲမှလဲတို့ရဲ့သားလေးပဲမှလဲလို့ရင်ဘတ်ကိုထုပြီးတော့ငိုကြွေးကြတယ်။အဲဒီဥမာကိုမြတ်စွာဘုရားကဟောပြပြီးတော့ယဟန်တော်တွေကိုယဟန်တို့အဲဒီလင်မယားနှစ်ယောက်ဟာသားငယ်ရဲ့အသားကိုစားတဲ့နေရာမှာပျော်ရွှင်မြူးတူးလို့တဲ့သဘောလှပတင့်တယ်လို့တဲ့သဘောရှိပါမလားလို့မေးတယ်။ မရှိနိုင်မှမလို့လက်ကြံခီးခဲကိုကုမြောက်လို့တဲ့အတွက်ကြောင့်သာစားကြရတာမဖြစ်လို့သာစားကြရတာအခုလည်းပဲအစာအစာကိုမှုရတဲ့အခါမှာပျော်ခြင်းပါခြင်းလှခြင်းပါခြင်းလို့စားတာမဟုတ်ဘူးအသက်ရှင်တယ်မှမြတ်သောအကျင့်ကိုကျင့်သုံးနိုင်မှဒါကြောင့်အသက်ရှင်တန်နေဖို့အတွက်ဒီအစာအစာကိုစားကြရတာလို့မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးစားကြရမယ်တဲ့အစာအစာရဲ့ပုံမှာ မမောမှုတွေနေပါပြောက်ွယ်သွားဖို့အတွက်မြတ်စွာဘုရားကတော့ဤမျိုးစုံနဲ့စူးစမ်းခိုင်းတာဤမျိုးစုံနဲ့စဉ်းစားဆင်ခြင်တဲ့အောင်လည်းပဲသင်ပြပေးထားတာပါပဲဒီနေရာမှာအစာအာဟာရရဲ့သဘောမှန်ကိုစဉ်းစားရင်လည်းမမောမှုတွေနေပါသွားနိုင်တယ်ဒါဖြင့်အစာအာဟာရရဲ့သဘောအမှန်ကဘယ်လိုရှိတော့အစာအာဟာရရဲ့သဘောအမှန်ကယွန်ရှာဆက်စုပ်ွယ်တွေဖြစ်သွားမယ်ဆိုတာပါပဲ ယုံရှာဆက်စုပ်ဖွဲ့တွေဖြစ်သွားတယ်ဆိုတာကအဲ့ဒါအစာဟာရရဲ့သဘောအမှန်ပါပဲ။အဲဒါကြောင့်အစာဟာရကိုစားတဲ့အခါမှာဒီအစာဟာရရဲ့ယုံရှာဆက်စုပ်ဖွဲ့သဘောတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်။ယောဂီတို့ရွတ်ဆိုနေတဲ့နောက်ထပ်လင်္ကာလေးကိုစဉ်းစားကြည့်ပါဦး။စွမ်းဟုခေါ်မိ EPC ကသူကြီးပါလားတည်နေပါမူ။ယုံဝေရမျိုးမဟုတ်လို့လဲ။ဥဒုံညီဟောင်းအီကိုကောင်နဲ့သုံးဆောင်တမှုအကြောင်းပြု၍ ခုမကြံပေါ်သူသဘောသူလှင်စောပြောက်ပြဲကင်းစင်ကွဲသည်ထွေပွဲဖြစ်ကြတော့မြည်တကားအစာဟာရဆိုတာသူတို့ကြီးတက်တက်ဆိုလို့ရှိရင်ယုံမွေရမဟုတ်ပါဘူးတဲ့အရာဝဆင်းအဖြစ်ရောအနံ့ရတာအနေနဲ့ရောစားကျင်တဲ့ဖွဲပဲဒါပေမဲ့လေပို့သူညီအောင်ဤကိုကောင်နဲ့သုံးဆောင်သူမှုအကြောင်းပြု၍တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ပေါင်းလိုက်တာနဲ့ပဲအလွန်ယုံရှာဝယ်တွေဖြစ်သွားရတယ် ဲလိုအစာအာဟာရရဲ့ယုံရှားဆက်စုပ်ဝယ်သဘောတွေကိုအသေးချာစဉ်းစားပြီးတော့စားမယ်ဆိုရင်လည်းပဲအစာအာဟာရရဲ့ပုံမှာမဲမောမှုတွေနည်းသွားနိုင်တယ်အစာအာဟာရဟာယုံရှားဆက်စုပ်ဝယ်ကောင်းတယ်လို့မှန်ကန်တဲ့အမှတ်ရမှုအာဟာရအာဟာရပရိကူလတင်ညာလို့ဒီလိုမျက်စွာပြဟောပါတယ်အဲ့ဒီအာဟာရပရိကူလတင်ညာဆိုတာနိဗ္ဗာန်ကိုတောင်ရောက်အောင်ပို့နိုင်တယ် င်္ဂုတ္တပါဠိတော်တတ္တကနိပတ်မှာကျိန်ဖန်များစွာပွားများလို့ရှိရင်နိဗ္ဗာန်လင်တရားရှိတဲ့နိဗ္ဗာန်လင်အဆုံးရှိတဲ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့တင်ညာခုနှစ်ပါးဆိုတာကိုမြတ်စွာဘုရားဟောထားတယ်မတင့်တယ်မှုကို အမှတ်ရတဲ့အတုပတင်ညာတည်ခြင်းကို အမှတ်ရတဲ့မရဏတင်ညာအစာအာဟာရရဲ့ရွှန်ရှားဆက်စုပ်ဖွဲ့လေးကို အမှတ်ရတဲ့အာဟာရပိတိကူလတင်ညာ လုံးစုံသောလောကကြီးရဲ့ငွေလျော်ဝယ်မရှိမှုကို အမှတ်ရတဲ့တပ်ပလောကီအနာဘိတိတင်ညာသင်္ခါရတရားတို့ရဲ့မတည်မြဲမှုကို အမှတ်ရတဲ့အိဋ္ဌသင်ညာမတည်မြဲခြင်း၌ဆင်းရဲမှုကိုအမှတ်ရတဲ့အိဋ္ဌိဒုက္ခသင်ညာဆင်းရဲခြင်း၌အဆိုးမရမှုကိုအမှတ်ရတဲ့ဒုက္ခအနတ္တသင်ညာဆိုပြီးတော့သင်ညာခုနှစ်မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီသင်ညာခုနှစ်မျိုးထဲမှာ စာအာဟာရရဲ့ရွန်ရှားဆက်စုပ်ပွဲသဘောတွေကိုအမှတ်ရတယ်။အာဟာရပိကုလတင်ညာဆိုတာတပားအပါဝင်ဖြစ်နေတယ်။အာဟာရပိကုလတင်ညာကိုပွားများလို့ရှိရင်အရသာမှာတက်မဲ့တဲ့လောဘတွေနှဲသွားမယ်လို့မြတ်စွာဘုရားဟောတယ်။အာဟာရပိကုလတင်ညာကိုကျိန်ဖန်များစွာပွားများအထုတ်မယ်ဆိုရင်တော့နိဗ္ဗာန်လင်တရားရှိတဲ့နိဗ္ဗာန်လင်အဆုံးရှိတဲ့နိဗ္ဗာန်ကိုတောင်ရောက်ပို့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဒါမြတ်စွာဘုရားဟောထားတာရှိတယ်။ ဒါကြောင့်အစာအာဟာရကိုသုံးဆောင်တဲ့အခါမှာအစာအာဟာရရဲ့သဘောမှန်ဖြစ်တဲ့ယွန်ရှားဆက်စုပ်ဖွဲ့တွေကိုအမှတ်ရဖို့လိုတယ်။ကျင်းပန်းများစွာအမှတ်ရနေဖို့လိုတယ်။ဒါကြောင့်အစာအာဟာရကိုစားတိုင်းစားတိုင်းမှန်မှန်ကန်ကန်သိသိပြီးတော့နေတဲ့သတိနဲ့လည်းပဲစားရမယ်။အစာအာဟာရရဲ့သဘောအမှန်တွေကိုမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးတော့လည်းပဲစားရမယ်။မြင့်မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့လည်းပဲ စဉ်းစားဆင်ခြင်ပြီးတော့စကြရမယ်နောက်တစ်ခုကအစာအထကိုစားတဲ့အခါမှာသတိပဋ္ဌာန်ဘာဝနာကိုပွားများရင်းနဲ့စားကြရမယ်ဒါကတော့အစာအထကိုစားတဲ့နေရာမှာအလွန်တရာမှအရေးပါတဲ့အလွန်တရာမှအရေးကြီးတဲ့ကျင့်စဉ်လို့ဒီလိုလည်းပဲနားလည်ရမယ်သတိပဋ္ဌာန်ပါဠိတော်မှာသမ္မာသနာပပဆိုတာရှိတယ် အဲ့ဒီထဲမှာမြတ်စွာဘုရားကအစာအာဟာရစားတာတောက်တာနဲ့ပတ်သက်ပြီးတော့အတိတိပိတိခာယိတိတာယိတိတမ္ပဇာနာကာရီဟောတိလို့အဲ့ဒါလို့ဟောတယ်အဓိပ္ပာယ်ကစားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်လို့အဲ့ဒါလို့အဓိပ္ပာယ်ရတယ်အဲ့ဒီတော့စားတာတောက်တာခဲတာလျက်တာတွေကိုတိလျက်နဲ့ပြုရမယ်ဆိုတော့အစားတောက်တွေကိုစားတောက် နေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အနေအထားတွေကိုလည်းပဲ အမှန်တိုင်းသိသည့်နေရခနာကူကြီးရထိုင်နေတဲ့အနေအထားတွေအင်္ဂါစီပိုင်းချင်းချင်းထိနေတဲ့အနေအထားတွေလက်တွေရလှုပ်ရှားနေမှုပါးစပ်ရလှုပ်ရှားမှုဝါမျိုးစားတော့နေမှုဒါတွေကိုအမှန်တိုင်းသိသည့်သိသည့်နေရအထူးသဖြင့်တော့စားတော့နေတဲ့အချိန်မှာလျာပေါ်မှာဖြစ်ပေါ်နေတဲ့အရသာမျိုးစုံတွေကိုအမှန်တိုင်းသိသည့်နေရမယ်ဒီချက်လေးကိုတည်တည်ချာချာ တိထားပြီးတော့ကြိုးစားပါစားတောင်းနေတဲ့အချိန်မှာလျှာပေါ်မှာဖြစ်ပေါ်နေတဲ့အရာသာမျိုးစုံတွေအမှန်တိုင်သိနေအောင်ကြိုးစားရကြိုးတာပဲဖြစ်ဖြစ်ခြင်တာပဲဖြစ်ဖြစ်ငန်းတာပဲဖြစ်ဖြစ်စက်တာပဲဖြစ်ဖြစ်ဘယ်လိုရတာတွေပဲဖြစ်ဖြစ်ဖြစ်နေတာတွေကိုအမှန်တိုင်သိသိနေရအဲ့လိုစားတောင်းနေတဲ့အချိန်မှာစိတ်တိုင်းကြတာတွေလည်းဖြစ်နိုင်တယ်စိတ်တိုင်းမကြတာတွေလည်းဖြစ်နိုင်တယ် စိတ်ထဲမှာမကျေနပ်တာလည်းဖြစ်နိုင်တယ်ကျေနပ်တာလည်းဖြစ်နိုင်တယ်ဘယ်လိုစိတ်ရဲ့ခံစားချက်မျိုးကိုမရှိဖြစ်နေတဲ့အတိုင်းလေးမှန်ကန်သိပြီးတော့နေဖို့လည်းပဲကြိုးစားကြရမယ်စိတ်တိုင်းကြတာကိုလည်းစိတ်တိုင်းကြတယ်လို့အမှန်တိုင်းသိနေရမယ်စိတ်တိုင်းမကြတာဖြစ်ရင်လည်းစိတ်တိုင်းမကြတာတွေဖြစ်နေတယ်လို့အမှန်တိုင်းသိရမယ်ဒီတော့စားတော့နေချိန်မှာဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတွေထိမှုတွေ တရားပေါ်မှာဖြစ်ပေါ်နေတဲ့ယတာတွေဒါတွေကိုအမှန်တိုင်းသိသိနေအောင်ကြိုးစားကြရမယ်။ဒါဟာလည်းပဲစားတောက်နေတော့မှကျင့်သုံးကြရမယ်။ယေရှုဘုရားရဲ့အဆုံးအမပါပဲ။အဲ့ဒီတော့အစာအာဟာရကိုစားတဲ့အခါမှာအချင်းချုပ်အားဖြင့်မြတ်သောခြင်းကိုကျင့်သုံးနိုင်ဖို့အတွက်ဒီအစာအာဟာရကို စားတာပါဆိုတဲ့မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့စားကြရမယ်။နောက်တစ်ခုကအစာအာဟာရရဲ့ရွန်ရှာဆက်စုပ်ဖွဲ့တွေကိုအမှတ်ရပြီးတော့လည်းပဲ စားတောက်ကြရပဲနောက်တစ်ခုအရေးကြီးတာကစားတောက်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ယုံ nant တရားတွေကိုအမှန်တိုင်းသိတည်နေအောင်ကြိုးစားရင်းနဲ့လည်းပဲစားတောက်ကြရမယ်မင်္ဂစွာသိတဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့မြင့်မြတ်စွာ စားတောက်နိုင်ကြပါစေ